င်္ဂလာရှိသောညချမ်းလေးပါခင်ဗျာဒီနေ့ညမှာပရိသတ်ကြီးကိုပြောပြပေးသွားမယ့်ဇလံကောင်းလေးကတော့စာရေးဆရာမောင်ညိုမိုင်းတန်လျင်ရေးသားထားတဲ့ထမ်းပင်ဆောင်ငတိကြီးဆိုတဲ့ဖြစ်ရမှန်ဇလံကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ပြီးတော့မှတင်ဆက်ပေးလိုက်ပါရခင်ဗျာနားဆင်အားပေးကြပါအောင်ဗျာ1990ပြည်နှစ်ဝင်းကျင်လောက်ကနှွေရာသီရောက်ရင်တော့လုံခြုံရေးမိခင်တွေရက်ွက်တိုင်းလိုလိုဖွဲ့ကြစောင့်ကြရတယ် ကျွန်တော်နေတဲ့ထမ်းမေကုံရက်ကွက်မှာလည်းအစီမီးကင်းနဲ့အနောက်မီးကင်းဆိုပြီးတော့လွန်ကျိုးရေးမီးကင်းနှစ်ခုရှိတယ်။ညချိန်မှာကင်းမှုတရောင်းနဲ့အဖွဲဝင်၆ယောက် အားလုံးပေါင်း9ယောက်ကိုတော့ကင်းနှကင်းခွဲပြီးတော့တာဝန်ယူကြရတယ်။ကင်းဆောင်တဲ့ညတွေမှာတော့တခါတရံရက်ကွက်ထဲကစေရနာရှင်တွေကတော့စားတော့ခွေးရည်နဲ့အိတ်ခံကျွေးမွေးကြတယ်။အမတ်မတ်ရရတညမှာတော့ထမ်းမေကုံနှစ်လမ်းကဥဖိုးရှင်ကွဲလွန်မိသားစုက စိတ်ပဲကလိုင်းချက်လို့ ကင်းအဖွဲတွေအားလုံးကိုကုသိုလ်ပြုတယ်။ဒေါ်အေးကြီးငါးလမ်းမိသားစုကလည်းအုံတို့ခေါ်ဆွဲနေကုသိုလ်ပြုတယ်။လမ်းပေါင်း၈လမ်းရှိတဲ့ထဲကမှတလန်းလန်းကတော့တခုခုနဲ့ကုသိုလ်ကျိုးမွေးလေးရှိတယ်။အကျွေးမွေးမရှိတဲ့ညတွေကြောင့်ခရင်တော့ကိုအစီစဉ်နဲ့ကိုကာလာသားတမင်းချက်စားကြတယ်။အိမ်ကနေစံနိုးစီဘူးနှလုံးစီယူလာကြတယ်။စမပါတဲ့သူကတော့ပတ်စံထက်စီတက်နိုင်တဲ့သူကတော့စီထက်ရလာတဲ့ပစ္စည်းတွေနဲ့တဏှာကြီးတစ်ချိန်ကင်းလေပြီးတော့ ကြက်ဒါမှမဟုတ်ဘဲဝယ်ပြီးတော့တကောင်းရံထမင်းချက်စားကြတယ်။ယူသားစွာဝင်ခံရရင်တော့လူငယ်တဘာဝမို့လို့တခါတည်းရင်အတော့လဲပါတတ်တယ်။အဲ့ဒီချိန်ကတော့ကျွန်တော်တို့အဖွဲ့ရဲ့ကင်းမှုကတော့ကိုဝင်းမောင်ဖြစ်နေ။အဖွဲ့ဝင်ကင်းသမားတွေကတော့ကျွန်တော်ကိုအေးကြီးကိုအောင်ရွှေကိုတောင်းညွန့်ဦးဒေသရှင်တန်လင်းညွန့်ဦးနဲ့အခြားနှစ်ဦးလည်းဖြစ်တယ်။အဲ့ဒီသူတွေအားလုံးတန်လင်းမှာယနေ့တိုင်တက်ရှိတင်ကြရှိနေကြပါတယ်။ ရရေးရွာရေးတာမှုနာမှုကအရက်ပြဆက်ပျော်ပွဲရှင်ပွဲတွေမှာလည်းကျွန်တော်တို့အဖွဲ့ကတော့အမြင့်ပါဝင်ကြတယ်ပြောရရင်တော့ကိုလူတွေကိုကိုရက်တာမကပဲနဲ့မြို့ကပါတည်ကြတယ်ပြောချင်တာကလူငယ်ဆိုတော့နာနာဘဝတို့ကံမီရတို့ပရာဝိညာဉ်တို့ကိုတိတ်အလေးနဲ့ယုံကြည်လက်ခံမှုမရှိကြဘူးဒီလိုနဲ့ညာချိန်အငင်းကုန်ရှိကြတယ်လေကင်းအဖွဲ့တွေနဲ့စုံမြင့်တော့ရှေးလူကြီးတွေရော ခေလူကြီးတွေပါ ပါဝင်ကြတာမို့လို့စကားဝိုင်းကကမ္ဘာနိုင်ငံကြီးကနေ ဘာသာရေးရောက်အဲ့ဒီနောက်ရာဇဝင်ကိုပြန်လဲအဲ့ဒီနောက်ပရဝိညာဉ်တွေအကြောင်းကိုရောက်သွားတတ်ကြတယ်ပရဝိညာဉ်တွေအကြောင်းကိုရောက်ရင်တော့အတိုက်ခံညင်းတန်သူကတော့ကိုအေးကျူဖြစ်တယ်သူကခေပညာတတ်စာလင်းဆောင်အောင်ဖတ်တယ်အာပေါင်းအာရင်လဲကောင်းတယ်လို့သူကပရဝိညာဉ်တွေအကြောင်းကိုလုံးဝမယုံကြည်ဘူးကျွန်တော်တို့အဖွဲ့ထဲမှာဂမ်ဘီယာဆေးဆရာပေါ့စာတူလဲပါတယ်သူ့နာမည်ကတော့ကိုအောင်ရွှေကိုအောင်ရွှေကတော့အင်းအိုက်ခလက်လက်ဖွဲ့ကိစ္စတွေကိုယုံကြည်တယ် ဟိုတခါတရံသူ့ထံကနေပြည်စည်းစမ်းတွေကိုမြင်ရတယ်။ဥပမာ တိုင်နွားတိုက်ပရုံဂမ်မီယာမျိုးစားတဲ့ပစ္စည်းတွေလည်းဖြစ်တယ်။ပစ္စည်းတွေရဲ့ဒူဇန်အံအုပ်ပွဲကောင်းတဲ့အကြောင်းအရာတွေကိုပုံတို့ပတ်စတွေသူ့ကိုတွေ့ဖြစ်ရတွေနဲ့ပြောပြတဲ့အခါမှာအလွန်စိတ်ဝင်စားဖို့ကောင်းတယ်။တနည်းပြောရမယ်ဆိုရင်တော့ကိုအောင်ရွှေကတော့ပယောဂါဆေးရပေါ့စကျွန်တော်တို့အရှိဘက်ကင်းထိတ်တစ်ခေါ်မှာအာထကအကြောင်းတစ်ကြောင်းရှိအဲ့ဒီစာသင်ကျောင်းဗလန်းစုံပေးမှာတော့ဓမ္မင်ကြီးတော်ရှိတယ် ။တပင်နဲ့တပင်ဆဲပေးခန်းချားတယ်။ကိုအောင်ရွှေနဲ့တကြီးဝါကြီးတချို့ရဲ့တတိပေးချက်ရအဲ့ဒီထမ်းပင်ကြီးနှောင်းကတော့ကျန်းတယ်လို့ဆိုတယ်။တောင်ဘက်ထမ်းပင်ကလွန်ခဲ့တဲ့အနှစ်20ခန်းကအညာသားထမ်းတက်သမားကိုငတ်တေကြီးဆိုသူအဲ့ဒီပင်ပေါ်ကနေကြပြီးတော့သေဆုံးခဲ့ပြီးတော့အဲ့ဒီပင်တပင်မှာအပင်ဆုံးနဲ့ဖြစ်တယ်လို့ဆိုကြတယ်။ကိုငတေကြီးတည်ဆုံပြီးတဲ့အချိန်ကစပြီးတော့အဲ့ဒီပင်ကိုဘသူမှထမ်းတက်လို့မရတော့ဟိုတော့ကတော့တန်းကြီးလိုင်းနေအရသာချိုကားပြင်း တချို့ကတော့ထန်းရီချိုကပြင်းအလွန်ကြိုက်တဲ့ကိုငတ်တေကြီးတစေဘွားနဲ့တောက်ပြစ်မယ်လို့ပြောကြတယ်။တတိကောင်းလာတယ်ဆိုတဲ့ဒန်းတက်သမားတွေအဲ့ဒီပင်ကိုဆိုရင် လက်ရှောင်တာကများတယ်။အပင်ပေါ်ရောက်ရင်တော့ညီးစံကြပြီးတော့ပြန်စင်ပြေးကြတာကများတယ်လို့ဆိုကြတယ်။အဲ့ဒီနောက်ပိုင်းအဲ့ဒီပင်ကိုတော့ဘယ်သူမှမတက်ကြတော့ပါဘူး။အပင်အောက်မှာအပေါ်ပါသွားတာကိုမကြိုက်။သွားခဲ့ရင်လည်းခြောက်လန့်တယ်။အိမ်မက်ဆိုးတွေလည်းပြေးတယ်။တကြိမ်အဲ့ဒီထန်းတဲ့ပင်ကြမှာကင်းတဲထိုးခဲ့ဘူးလေ။ ကွယ်လွန်သူဓာတ်ပုံဆရာတူကသူ့အလဲကင်းချလို့သူ့လူတွေကင်းလေသွားနေချိန်မှာကင်းတဲ့ပေါ်မှာအိပ်ပျော်သွားခဲ့တယ်။သူနိုးလာတဲ့အခါမှာကင်းတဲ့ပေါ်မှာသူရှိမနေပဲနဲ့ကင်းတဲ့နဲ့ဆယ်ပေခန့်ဝေးတဲ့ကိုကိုပင်အောက်ကိုရောက်နေတယ်။သူလက်ဖြန့်အံ့ဩသွားခဲ့တယ်။သူကသူ့အိပ်ပျော်နေချိန်မှာသူရဲဘော်တွေမရွှေ့တယ်လို့တန်တရားဝင်ပေမဲ့လေသူဒီလောက်အိမ်မမှန်မှန်သူ့ကိုသူသိတယ်။စင်ဆိုင်နဲ့ချက်သိမ်းမွေးကြီးတွေထလာခဲ့တခြားသူအချို့ကလည်းမကြာခဏအဖြစ်မျိုးကြုံရတယ် တခါတည်းရန်လုံနိုးတန်တွေပြုတန်ကြလို့ထပြီးတော့မီထိုလိုက်ရှာကြည့်တော့အနားမှာဘသူမှမရှိဘူး။နောက်အခါတွေမှာဘသူမှတယောက်တည်းကင်းမဆောင်ရဲတော့တာကြောင့်အဲ့ဒီကင်းတဲ့ကိုဓာမင်ကိုနှစ်လန်းထိတ်ကိုရွှေ့ဆောက်ကြရတယ်။အစိုးရရင်တော့ဒီကိစ္စကကျွန်တော်တို့အမားတွေပါပါတယ်။ကျွန်တော်တို့အေးဂျူတို့ကတော့ပါဇက်သေးကိုအကြီးကလေးနည်းနည်းဝင်တော့နှုတ်ချမ်းစရိုက်ချမ်းနေဖြစ်ကြတယ်။တကောင်းထမင်းချက်ပြီးလို့ငပြောဘတ်တွေနဲ့ခင်းပြီးထမင်းစားကြရင်အယုံကြည့်ပြီးကြောက်တတ်တဲ့ ပယောဂဆရာပေါ့ဆာကိုအောင်ရွှေကိုရွဲတဲ့အနေနဲ့အေးကျူကသူငယ်ပြောရွတ်ထမင်းဘက်ကံကိုကင်မပြီးတော့ကဲကဲအစိမ့်တွေများအချက်တွေများတရေတီတရေမအစိမ့်တွေတစ်ခုလက်မုတ်ဆိုးပုံမုတ်ဆိုးမာများကြက်အိုနာကြိုးကန်းများနဲ့ဥစားဆောင်အပေါင်းတို့ဤတိုးတက်နေတဲ့ခေကြီးအတွင်တက်ရှိတင်ကြရှိနေကြောင်းမှန်ကန်ပါကဤဖေကိုရုံးနဲ့ထမင်းတဝိုင်းနဲ့ဓပကန်နဲ့လက်ရည်တစ်ပြင်းနဲ့လာရောက်ပြီးတော့ မိန်ရက်စွာစားတောက်ကြပါလော့ကလေးထိုင်ဖြာခင်းမပေးနိုင်တာကိုတော့ခွန့်လွတ်ကြပါကိုလာကြလော့ပြေးပြီလာကြလော့အဲ့ဒီလိုလေပြောလိုက်တော့ကိုအောင်ရွှေမျက်လုံးပြူမျက်စံပြူဖြစ်ပြီးတော့ဟေ့ကောဒါဒါနောက်ဆရာမဟုတ်ဘူးကွာအနောက်တာမဟုတ်ပါဘူးကိုအောင်ရွှေကတကယ်ကိုခေါ်ကျွေးနေတာပါရှင်းရင်လာစားလိုက်မယ်အပြော့ပြော့ပပပေါ့ကွာမရှိရင်လည်းလာမှမဟုတ်ဘူးမင်းကပါလေကြောက်နေလို့လားကွာအကြောက်ရင်အိမ်ပြန်အိတ်ကွာ ငါကြောက်နေလို့ပြောတာမဟုတ်ဘူးကွာအေဂျူငါမှအဆောင်ရှိမင်းတို့အတွက်စိုးရင်လို့ပြောနေတာပြောနေတာကွာဒီတင်ကျွန်တော်ကလေအမြင်ကက်ကက်နေမလိုပါဘူးကွာကဲစားကြစို့ဟိဒီလိုနဲ့စားကြတောက်ကြပြီးတော့ဘယ်ဝိညာဉ်လောကသားမှလည်းလာမစားကြဘူးစားတော့လို့ပြီးစီးတဲ့အခါမှာအေဂျူကအယိုးရင်းတွေကိုဖက်နဲ့ဆူးထုတ်လိုက်ပြီးတော့ကဲကဲကဲဂုံဒီရှိ ကျွန်တော်တို့ပုဂ္ဂိုလ်မျိုးနဲ့တဝိုင်းနဲ့စားရမှာအာနာဆိုရင်နေရင်လေကြော့ဗျာစားကျွင်းစားကြံရိုးတွေကိုကျို့တို့ကရရကြော်ကြော်ကြွေးပါတယ်ဗျာစားကြတောက်ကြပါဗျာအဲ့ဒီလိုသူကရွတ်လေအောင်ရွှေကပူဆိုးရင်ကြောက်လန့်လေဖြစ်နေတယ်ဘာမှမကြလိုက်တကောင်းကျော်ကရှေလျားလွန်လာတဲ့ဆွဲဆွဲငင်ငင် ခွေးဥတန်ကြီးကကျွန်တော်တို့နဲ့တခေါ်လောက်စီကနေခြောက်ချားပွေရပေါပေါက်လာခဲ့တော်တယ်မကြခင်တခြားခွေးတွေကပါဝိုင်းကူလာတာကြောင့် အယုံကြည်မရှိပါဘူးဆိုတဲ့မိမိကကြက်သိမ်းမွေးခြင်းနဲ့ဖြန်ကနေထလာတယ်။ကိုအောင်ရွှေကတော့ဘုရားစာတရားစာတွေကိုညွှတ်နေတယ်။နှက်ဆက်လေးပစ္စည်းနဲ့လက်ညှိုးထိုးပြီးတော့စီးချနေတယ်။အဲ့ဒီရွဲတိုက်စမ်းသပ်မှုမျိုးကတော့ကျွန်တော်တို့ကင်းလဲကြတဲ့ညတွေမှာမကြာခဏပြုတ်မှုလေးရှိကြတယ်။အဲကိုအောင်ရွှေကတော့ပြောတယ်။မင်းတို့ဖုံးကံမြင်းတို့တော့ဘာမှမဖြစ်သေးဘူးပေါ့ကွာ။အေးကံနှိမ့်တဲ့အချိန်ရောက်လာရင်မင်းတို့လိုကောင်မပြောနဲ့ကွာ။ အနောယထာမင်းတော်နှက်ကျွဲခက်လို့တေရတကွာဟိုကန်နေရင်တော့ပြန်တူးပြီးတော့မြေကြီးရောင်းစားမှာပေါ့ကွာဟိုကျွန်တော်တို့ကြံလူတွေကလည်းအေးကျူရဲ့ပြောကြောင်းဝိုင်းရီကြတယ်ဒီလိုနဲ့သူပြောသလိုမျိုးမကြခင်ကန်နေချင်းကိုရောက်လာခဲ့တော့တယ်တညအချင်းကတော့၁၂နှစ်ခန့်ကင်းလဲကပြန်ဒွန်းစံတိုင်းပယောဂဆရာပေါ့ဆာကိုအောင်ရွှေကတရေတဆေတွေနဲ့သူကြုံခဲ့ပူတဲ့ ူ့ဆရာဆေးကုခန်းတွေကြောင်းလေကန်တော့တယ်။သူပြောတဲ့အတိုင်းပဲအေးကျူကလူနောက်ပြီးပြီးအရှုံးဖောက်တယ်။ကြတော့ကိုအောင်ရွှေစကားအကောင်းပြောလို့မရတော့ဘူး။ပြည့်ရပြူချင်းခန်းရလွန်းလို့စကားဝိုင်းမှာပေါတော်တော်ပေါက်တော့တော့လို့ဖြစ်လာခဲ့။ဒေါ်လေးပွားလာခဲ့။မင်းတကယ်မယုံဘူးလားအေးကျူ။ငါကလက်တွေတမားกว่าအောင်ရွှေရ။ဒါဖြင့်မင်းနဲ့ငါကူလောင်ကြီးစားကြီးလုံလားစိန်လိုက်လေကွာကြားမဲ့တင်ဇွန်းတော်မတက်ဘူး အေးကျူကဒီမှာဟဲ့ကောင်ငါ့ကိုကြည့်အဲ့ဒါထန်းညီတော်မင်းတောင်ဘက်ကပင်ကဥငတ်တေးကြီးအပေါ်ကကြပြီးတည်ပြီးတော့အဆောင်ဖြစ်နေတဲ့ဘင်းလို့နာမည်ကြီးနေတာမင်းလည်းသိပြီအဲ့ဒါရှင်းသလားငါ့ကိုရှင်းအောင်မင်းကကိုထင်ပြခိုင်းလေကွာဒီရပြောကြောင်ပဲကိုအောင်ရွှေပို့ပြီးတော့ကျွဲမိတူသွားတယ်ကိုထင်ပြခိုင်းစရာမလိုပါဘူးအေးကျူရမင်းတတ်သိရှင်မယုံဘူးဆိုရင်တော့ ီည12နာရီတကောင်တိတိမှာအဲ့ဒီပင်ကို ထုံသွားကွင်းပြီးရင်ကိုဝင်းမောင်ရဲ့ဓာကောင်နဲ့အဲ့ဒီထုံကွင်းအလဲဆက်ဝိုင်းဘဟုကိုဓာဆိုင်ခဲ့ဘက်နဲ့လေအဲ့လုံငါကလောက်ပြတော့ကို့ဆရာကဘလို့စုများချင်းမြတ်မာလေပြော့လေမင်းလုံနိုင်ခဲ့ရင်မနဲ့ပြန်ညငါအိုးဘရန်ဒီအကြီးတလုံးစုချမိကွာမင်းရှုံးရင်တော့ပြော့ပါကွာငါရှုံးရင်ဘာလုပ်ပေးရမလဲ တခြားတော့မဟုတ်ပါဘူးမင်းရှုံးခဲ့ရင် ဟောဒီနေရာမှာစားတိုင်းတောက်တိုင်းသူ့နှကိုနေမြင်းသွားသွားလာလာနေနေထိုင်ထိုင်ရှိနေကြတယ်ပရာဝိညာဉ်လောကသားတွေကိုအကြောင်းမဲ့မစော်ကားပါဘူးဆိုတဲ့ဂရုကိုပေးယုံပါပဲအောင်မလေးကွာပတ်စံများပေးရမလားဒါလေးများကြာသေးလားလို့ကွာရတယ်ရောစိန်လားဒီလိုနဲ့သူတို့နဲ့ဥသားလောင်းကြီးစားကြီးပြိုင်နေချိန်မှာ ကျွန်တော်တို့အထက်ကနေအသက်လေးကြီးအတွေ့အကြုံလေးရှိတဲ့ကိုတောင်းညွန့်ဦးကဖိတ်ကောင်နှစ်ကောင်ဒါမျိုးလောင်းကြီးစားခြင်းမလုပ်ကောင်းမှုနော်တော်ကြဒုက္ခရောက်ကုန်လို့ခက်နေမယ်ကင်းမှုလေအောက်ဖက်ဆင်းသွားတယ်မလုပ်ကြပါနဲ့ကွာလုံးမယ်ဗျာ ကျုပ်ကဒါမျိုးကြုံကျင်နေတာကြပြီဗျမင်းတေးခြင်းလို့လားအေးကျူမတေးနိုင်ပါဘူးကိုတောင်းရအေးပြောမရလေး မင်းတို့ထိုင်နေမင်းတို့ကံမဲကွာကိုဖြစ်ကိုခံဥစ္စာလုံးချင်တပားဆိုလေတားမရတော့မှာတော့သဘောပေါက်မောင်ရဒီလိုနဲ့ကိုသောညုံဦးကကင်းတဲ့ဘော်တုံးလုံးလဲပြီးတော့ဝိတုစာအုပ်ကိုဖတ်နေလိုက်တယ်ဒီလိုနဲ့စနစ်နာရီထိုးပြီးတော့ကင်းတန်ချောင်းခောက်လိုက်ကြတယ်တန်ချောင်းခောက်ပြီးပြီးတဲ့အခါမှာအောင်ရွှေကသူကွန်းတုတ်တဲကထုံးဘူးကိုထုတ်ပြီးတော့အေးကျူလက်ထဲကိုကမ်းပေးလိုက်တယ်ကျန်လူတွေကတော့အေးကျူမျက်နာကိုဝိုင်းအကက်ခတ်နေကြတယ် အေးကျူကတော့သွေးမကြောင်ဘူးကွာဆိုပြီးတော့ထုံးမှုကိုဇက်ကနေလှမ်းယူပြီးအနီးနားမှာရှိတဲ့တကောက်ချုံကိုယူလို့မှောင်ကြားကြထမ်းမိကြီးရှိရာကိုလှမ်းသွားလိုက်တယ်ကျွန်တော်တို့ကတော့ပရာလောကကိုကိုတွေ့မကြုံဘူးသေးလို့မယုံမိပေမဲ့အခုလိုလောင်းကြီးစားကြီးလှုပ်ကြရတဲ့အခါမှာကြည်နေရင်လည်းအလိုလိုရင်ကုန်စားပြုတ်လာတယ်အေးကျူကတော့ရင်ကိုကော့ပြီးတော့အရှိတူရှုကိုခြေလန်းကျဲကျဲနဲ့သွားနေတယ်အောင်ရွှေကခင်းရဲရှိကနေချက်ပြီးတော့လက်နှိတ်တံမီနဲ့လမ်းချောင်းကိုထိုးပြနေတယ် ပြန်လူတွေကတော့အေးကျူတကယ်လုံးမလို့စူးစိုက်ပြီးတော့ဝိုင်းကြည့်နေကြတယ်။မကြခင်အေးကျူကတော့ကိုငတေကြီးဆွဲနေတဲ့တိုင်းမင်းကြီးရှိတဲ့တဲကိုရောက်ရှိသွားတာကိုထိုးထားတဲ့မီးအောင်ရှိကနေမြင်နေရတယ်။သူကတိုင်းမင်းကိုမော့ကြည့်လိုက်တယ်။တိုင်းမင်းဝင်းကျင်ကတော့တိတ်ဆိတ်ငြိမ်သက်နေ။အနာကဝေယုံပင်တွေကတော့နရွက်မခန့်အဲ့ဒီနောက်ထုံးကိုလက်နဲ့ကော်ပြီးတော့တိုင်းမင်းလက်တက်မီမှာစဝိုင်းဝိုင်းပြီးတော့ကွင်းလိုက်တယ်။ပြီးရနေခါးကြားကသားကို ညာလက်နဲ့ဆွဲထုတ်ယူလိုက်ပြီးတော့စဝိုင်းအလေဘဟုကိုဓာဥကို ထိုးဆိုင်ချလိုက်တယ်။ဓာဆိုင်တန်ကို တိတ်ဆိတ်နေတဲ့ညမို့လို့အားလုံးကြားလိုက်ရတယ်။ပြီးတာနဲ့ရင်ကိုလက်မြောက်ပြပြီးတော့ပြန်လှည့်လာလိုက်တယ်။ခြေလန်းနှစ်လန်းခန့်အရောက်မှာငိန်တက်နေတဲ့ထန်းပင်ကနေကျန်ရွက်တီကတော့ရုပ်ချင်းပင်အားကွန်လွန်ကြီးမားတဲ့လက်အုံနဲ့လှုပ်ခါရိုက်ပို့လိုက်တဲ့အတန်။ဒါမှမဟုတ်ရင်တော့လေပြင်းမုန်တိုင်းတစ်ခုရုတ်တရက်ဝင်းအဆောင်ခံလာရတယ်လို့ဝုံတိုင်းတိုင်း အရွက်ချင်းအခက်လက်ချင်းကြိုက်ခါဆူညံသွားပြီးတော့ရွက်ခိုင်းလက်ချောက်တွေပြုတ်ချလာတော့တယ်။ဒါနဲ့အပြိုင်အနီးနားမှာရှိတဲ့ဝဲယုံနဲ့ကိုကိုပင်ပေါ်ကနေညာအိတ်ကြီးကန်ငှအူကြီးကတော့ဝဂနဲ့အတန်ပြီးအတန်ဆုံးអော်ပြီးတော့ចောင်းလန်တကြားထပြန်ချကုန်တော့တယ်။ကျွန်တို့တို့အားလုံးထိန်ကနေဖြစ်သွားကြပြီးပြန်တူရှင်ရက်ပြီးတော့အာယုံစိုက်ကြည့်နေချိန်မှာပဲဖောင်းကနေကြိုက်တန်လူအတန်မျိုးချလိုက်ရပြီးတော့အောင်မလေးပြားဆိုတဲ့អော်တန်နဲ့အေးကျူမောက်လေးရဲ့ဘုံကနေလဲချသွားတာကိုမြင်လိုက်ရတယ် ပထမတော့အေးကျူဟန်းဆောင်နေတာလို့ထင်မှတ်ပြီးတော့ဟိတ်ကောင်ထားခဲ့လို့ဝိုင်းအော်အတန်ပြူကြပြီမေတုံးလေးကွန်းခေါ်တဲ့အချိန်မထလာပဲနဲ့လူလိမ့်နေတာကိုမြင်ကြားတဲ့အခါမှာတော့ကိုတောင်းညွန့်နဲ့ကိုအောင်ရွှေကလက်နိုင်တံမီကိုစီထိုးပြီးတော့စိုးရင်ကြီးစွာ ပြေးသွားကြည့်တာကြောင့်ကျွန်တော်တို့အားလုံးသူတို့နောက်ကနေပြေးလိုက်သွားကြတယ်မိရအောင်မှမြင်လိုက်ရတဲ့မြင်ကွင်းကတော့အေးကျူကတော့ရှာတန်းလန်းထွက်ပြီးတော့မျက်ဖြူလန်းနေတယ်လုံလို့ကြည့်တဲ့အခါမှာတော့လုံးဝမထနိုင်တော့ပဲနဲ့ တညင်ကြီးနဲ့တရေတွေပါဇက်ကနေစီးကြလာတာကိုထူးခြားစွာတွေးလိုက်ကြရတယ်။ဒီလိုနဲ့အောင်ရွှေနဲ့ကိုတောင်းညုံဦးတို့ကအ мян လက်ရှူပြီးတော့ပွေးမကြတယ်။ဒါပေမဲ့လုံးဝမကြောက်ဘူး။ဒီလိုနဲ့ကျွန်တော်တို့လေးဦးကပါကိုပြီးတော့ဝိုင်းမကြပြီမဲ့သူ့ကိုလုံးဝထူးခြားစွာမြေမှာဆွဲနေတယ်လို့ရှိနေတယ်။တန်ရွက်တွေကလည်းလေးမတိုက်ဘဲနဲ့ဝုံတိုင်းချင်းကြီးတွေကလည်းပြူမကြခင်အရက်ခွေးတွေရဲ့ကြက်သိမ်းမွေးခြင်းထပွေရာဆွဲဆွဲငွေငွေဥတန်တွေကြားလိုက်တဲ့အခါမှာ မကြွနိုင်တဲ့ကိုလုံးကိုလက်နဲ့ပန်းနဲ့ဆွဲပြီးတော့မြေကြီးတရွတ်တိုက်ဆွဲလာကြတော့တယ်။ကင်းတဲ့ဘက်ကိုရောက်တာနဲ့အောင်ရွှေကတက်သည်မှတ်သည်မှမမှုတ်တယ်။မရအောင်ရှာတန်းလန်းနဲ့မျက်လုံးကြီးပြူးပြီးတော့ဟီဟဲအော်နေတယ်။ကဲဒီလိုကြည့်နေလို့မဖြစ်ဘူး။ဆရာဥဖြူစီကိုတွားမှဖြစ်မယ်။ကဲဆွဲကြကွာ။လူချောင်းရောက်ခန့်မမရတဲ့ကိုလုံးကိုနောက်ဆုံးမြေကြီးတရွတ်တိုက်ဆွဲပြီးတော့ သုံးလမ်းကျော်မှာရှိတဲ့ဆရာကြီးဥဖြူကိုနှုတ်ပြီးအကျိုးကြောင်းပြောပြရတယ်။ဆရာကြီးကတစ်ချက်လှမ်းကြည့်လိုက်ပြီးတော့အော်မင်းကခွားစီလာတကူလာမင်းမှဝင်ခဲ့ဆရာကြီးအပြောကြောင်းကျွန်တော်တို့ပိုလန့်သွားခဲ့ကြတယ်။အဲဒီနောက်တော့အေးကျူကိုတော့ဘုရားကန်းရှိကိုအရောက်ပို့ပေးကြတယ်။ဆရာကြီးကတော့သူ့ကိုစစ်ဆေးတော်တယ်။ကနဦးတော်အပူကက်ခံနေရတဲ့အေးကျူကဆရာကြီးကိုရှာတန်းလန်းမျက်လုံးပြူးကြီးနဲ့ဝင်းမပါဖို့လက်ကပြတ တရားကြီးကမျိုးမျိုးမေတ္တာရက်ခံတယ်။မေတ္တာရက်ခံလို့မရတဲ့ဆိုဘုရားရှင်ဘောကရေစင်ခွက်ကိုယူပြီးတော့ရေစင်နဲ့မျက်နှာကိုတောက်လိုက်တဲ့အခါမှာရင်နွေးပူတွေနဲ့အပတ်ခံလိုက်ရတယ်လို့ပဲတွန်းတွန်းလှူပြီးတော့အော်တော်တယ်။ငုတ်တုတ်လည်းထထိုင်တယ်။အသားတွေတဇက်ဇက်တုံပြီးတော့တောက်ခေါက်တယ်။ကဲပြောမင်းမသူလေ။ဘယ်ကလဲပြောလေ။ကျုပ်ကျုပ်ပြောပါပြော။ကျုပ်ကျုပ် ဓာန်းကြီးနောင်ကငတ်တေကြီးငတ်တေကြီးအေဂျူပါဇက်ကမူလာတန်မဟုတ်ပဲနဲ့အတန်အောနဲ့ပြောလိုက်တဲ့စကားကို ကြားလိုက်တဲ့အခါမှာကျွန်တော်တို့ပို့ပြီးတော့အန်အောတုံလို့ကြားရတော့တယ်။အော်လွန်ခဲ့တဲ့ကာလကဓာန်းမင်ပေါ်ကကြားခဲ့တဲ့ဓာန်းသမားငတ်တေကြီးလား။ဟုတ်တယ်ဟုတ်တယ်မင်းဘာကြောင့်ဒီတန်ငယ်ကိုခုလိုရရက်ဆက်ဆက်လှုပ်လိုက်ရတာလဲငတိ သူသူတို့ကြုတ်ကိုအချိန်ချင်းစော့ကားကြတယ်ညဉ့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 ်စဲတိုင်းထွာတယ်အခုကြုတ်ကိုကိုတိလက်ရောက်စော့ကားကြတယ်ကြုံကြုံမကြည့်နိုင်ဘူးသူသူ့ကိုအသေးလုတ်လုတ်ရမယ်ဒီကောင်ဒီညတေးရမယ်သူကသူ့နှဖူးကိုထူရင်ဘတ်ကိုထူရင်းနဲ့အုံးဟော်လိုက်တယ်ဒီလိုမလုတ်ပါနဲ့ကြုတ်ခွေးမပြုတ်နိုင်ဘူး မင်းကိုစော်ကားမိတဲ့ကိစ္စကျေနပ်အောင်တောင်းပန်ခိုင်းပါမယ်။ဒီတစ်ချိန်တော့အကျုပ်စကားကိုနားထောင်နေအနေနဲ့မောင်မင်းတီးခံလိုက်ပါငတိ။တီးခံရပေါ့များပြီဟဲ့။သူကပြောရင်းနဲ့ကျမ်းပြင်ကိုလက်ဝါးနဲ့ဒေါသတကြီးပုတ်လိုက်ပြန်တယ်။ဒီတစ်ချိန်ခွင်းလို့ပေးလိုက်ပါကွာ။မလို့ဘူး။ကဲမင်းကဒီမလိမ်မိုးမလိမ်မာတွေရဲ့မာယုံမိုင်မဲဘူးကောမှလုံးဝခွင့်မလို့နိုင်ဘူးဆိုတော့ ကျုပ်ကလည်းတရဝါရီအသက်ကိုကြရပြီမပေါ့ကဲဆရာကြီးကပြောပြောဆိုဆိုနဲ့စီးတော်စုံနဲ့အပဝင်ပူးနေတဲ့အေးကြီးရဲ့ငယ်တဲ့ကိုတိဆိုင်လိုက်တော့ပူးနေတဲ့အေးကျူကစူးစူးဝါးဝါးအော်ရင်နဲ့ကျမ်းပြမမတီကောင်စားပတ်တယ်လို့လူလိန်တွန့်လိုက်နေတော့တယ်အာပူလာကြီးရဲ့ဗျာကြောက်ကြောက်ပါပြီခင်ဗျာအာဆရာကြီးအမလီပူလာကြီးလွတ်ပါဗျာလွတ်ပါဗျာပူတယ်ပူတယ်အာအာ မင်းခွန့်လွတ်မယ်လို့ကတိပြုမလားကျုပ်ကမစော်ကားတော့ရင်တော့လွတ်လွတ်ပါမယ်ဗျာအေးနောင်ကိုမစော်ကားစေရဘူးစိတ်ချကဲမင်းလှုပ်လိုက်တဲ့တန်ရာတွေကို အခုချက်ချင်းမင်းကိုယ်တိုင်ပြန်ကုကုလေတရားကြီးကအဲ့လိုစုပ်တော်ကိုမြှောက်ပြီးတော့အမိန်ပေးလိုက်တဲ့အခါမှာအပါမီနေတဲ့အေဂျူကအာယူထားလိုက်ပြီးတော့လဝမ်းနှစ်ဖက်နဲ့သူ့ရင်နဲ့ကြောကို၃ချိန်၃ခါပို့ချလိုက် ကုံအောင်နှုတ်နော်ကုံစင်းပြီလားပြအောင်မကူဘဲနဲ့လင်ညာထွက်သွားခဲ့မယ်ဆိုရင်တော့ဘရားစူစူပွင့်ပေမဲ့မကြွ့မလို့ဖြစ်ပါစေတတိလို့ကြင်ရဲရဲ့လားပြန်ပြန်ပြန်မရစေအေးဓာတုဓာတုဓာတုငတိခုလိုတီးကံခွင့်လို့ချင်းကြောင့်မောင်မင်းကပရဝိညာဉ်မိစ္ဆာပုံသားဘဝကနေ ကောင်းရာသူဂရီပုံကိုရောက်ရှိခါစားနိုင်ပါစေဗျာကဲကဲကဲမင်းဌာနမင်းပြောင်းခြင်းကုသိုလ်ရအောင်ဘုရားကိုဥသုံးချိန်တိုက်ပြီးတော့ပြန်ပြီးရောအတူဘုရားကိုဥသုံးချိန်တိုက်တယ်တိုက်ပြီးတဲ့အခါမှာဖုတ်ကနဲ့လဲကျသွားတော့တယ်အခုခါမှာအေးကျူကတော့အစ်တုံးတုံးလိုပဲငြိမ်သက်လို့နေကျွန်တော်တို့ကတော့အံ့ဩခြင်းကြောက်လန့်ခြင်းတွေစိုးရိမ်စိတ်တွေနဲ့တုံးလုံးနေကြသေးပဲအဲ့ဒီမှာဆရာကြီးက ူကိုလုံးပေါ်ကိုရေစင်းနဲ့တောက်ပေးလိုက်ပြီးတော့နှုတ်လိုက်တော့လို့ပြောတော့ကျွန်တော်တို့အေးကျူကိုနှုတ်လိုက်ကြတယ်။အေးကျူပြုံးကနေထထိုင်ပြီးတော့ပောင်ဝင်းကျင်ကိုမျက်လုံးကစားပြီးတော့အထူးဆန်းဖြစ်နေတယ်။မင်းဘာဖြစ်တာလဲသိရလားလူလေး။ခမကျွန်တော်ဟိုဟိုကျွန်တော်လောင်းကြီးစားခြင်းနဲ့ချမ်းမင်ကိုဓာတ်နဲ့သွားဆိုင်ခဲ့ပါတယ်ခင်ဗျာဒီတော့ဘာဆက်ဖြစ်တယ်လဲ ဂျားနဲ့ဆိုင်ပြီးပြန်လှည့်မှာလေကြီးမိုးကြီးကြတယ်လို့ဂျမ်းရွက်တွေတုံခါမြည်လာပြီးတော့ကျွန်တော်ကျောကိုလဝါနဲ့တအားရိုက်ချခံလိုက်ရတယ်ပြီးတော့ကျွန်ကျွန်တော်ဘာမှမဘာမှမသိတော့ဘူးအေးအဲ့ဒီမှာမင်းတတိမေ့နေလို့ကျုပ်စီကိုမင်းတငယ်ချင်းကပို့လာခဲ့တယ်တမ်းမင်းဆောင်ငတေးကြီးဆိုတဲ့နာနာဘွားကတော့မင်းကိုဒဏ်ခတ်လိုက်တာပဲမင်းကိုငတေးကြီးဘာလို့လို့ မင်းကဓာတ်နဲ့သွားဆိုင်ရတာလေဘာဘာမှမလုပ်ပါဆရာကြီး तू ဟာကိုယ့်ကိုမစော်ကားပဲနဲ့မောင်ရင်ကဘာလို့သူ့ကိုအသက်လွတ်သွားစော်ကားတာလေကဲပြောပြောလေကွာကျွန်ကျွန်တော်မယုံလို့လောင်းကြီးစားကြီးသွားလုပ်မိတာပါဆရာကြီးကျွန်တော်မှပါတယ်နောင်ကိုသူ့ဘာသာသူနေတဲ့ပရာဝိညာဉ်လောကသားတွေကိုအသက်လွတ်မထီးမဲမြင် စော်ကားမော်ကားသွားလို့အုံးမလား မလို့ရတော့ပါဘူးခင်ဗျာမင်းလူတွေကို မေးကြည့်စမ်းမင်းကိုအသေးလို့မလို့တဲ့ခင်ဗျာဖေဖေဟာကျွန်တော်ကြောက်ပါပြီဗျာဇုံဝိုင်းဆိုင်ခင်ဗျာအားလုံးမှတ်ထားကြကြမင်းတို့ကငဲသေးတယ်ဘဝအတွေ့အကြုံနေသေးတယ်ပရာဝိညာဉ်လောကနတ်နာနာဘဝစုံဖို့ပိတ်တာတစေတည်းစရမကျွမလွတ်သေးတဲ့ပုံကိုယ်တွေက ဟိုးတို့ဘုရားရှင်လက်ထက်တော်ကလေးကရှိခဲ့ဘူးလေကွဘုရားတော်ကြံကံတွေမှာအထင်ရှားရှိပါတယ်သူတို့ကသူတို့ရဲ့ကုသိုလ်ကံအကုသိုလ်ကံအစွဲလမ်းအပြုတ်မှုတွေကြောင့်ဘဝအဆိုးအကောင်းကိုရောက်နေကြတာပါသူတို့ခမားနေစင်းရေးအစားစင်းရေးဘဝစင်းရေးဖြစ်နေကြတာပါကွဒီလိုနှိမ်ကြတဲ့ဘဝအဆိုးကလွတ်မြောက်ဖို့မင်းတို့ငါတို့ကကုသိုလ်များပေးဝေကြရမယ်။ဒါမှကိုလေကုသိုလ်ရသူတို့လေအကျွတ်လို့ဖြစ်ကြရတယ်။အင်း ြောရရင် ကိုမေတ္တာရှိမှသူကလည်းမေတ္တာရှိရရဲ့ဒါကြောင့်ကိုဘက်ကတန့်စင်ကြပါအေးဒီလိုပရဝိညာဉ်သားတွေကကိုကိုယ်အပ်တဲ့ပုဂ္ဂိုလ်ဆင်းမှာတော့မပါဘူးပေါ့ဒါပေမဲ့မစော့ကားကြပါနဲ့ဂိုင်ဂိုင်မောင်ရင်ကတောင်းပန်ပြီးတော့အမြပြေးဝေလိုက်ပါတရားကြီးရဲ့ဆုံးမဩရာစကားကြားတဲ့အခါမှာအေးကျူကဦးငယ်တေးကြီးခင်ဗျာကျွန်တော်တို့ကလူငယ်ဘာသာဘဝ ကိုတွေးမကြုံမယုံဖြစ်မိလို့မိုင်းမဲရိုင်းပြတဲ့ပြုတ်မှုတွေကိုပြုခဲ့မိကြပါတယ်။ခုကိစ္စကိုလည်းခွင်းလွတ်ပါလို့တောင်းပန်ပါတယ်ခင်ဗျာ။ကျွန်တော်ပြုသည်မှတစ္ဆာစကားကိုကြည်စုပြီးတော့အများတမ်းများလည်းပေးဝေပါတယ်။ဥငတ်တေကြီးနဲ့တကွမကြုံမလွတ်သေးတဲ့ပုံကိုယ်တွေတာရုခေါ်ကြပါစီခင်ဗျာ။အမြအမြအမြအေဂျူရဲ့ဂရီစကားဆုံးတဲ့အခါမှာဆရာကြီးကလည်းမေတ္တာပို့လိုက်တယ် တိုက်တိုက်ဆိုင်ဆိုင်ဒီချိန်မှာပဲအပြင်ကနေဝေါကနဲ့လေပြင်းတစ်ချက်ဝှေ့လိုက်ပြီးတော့ရုပ်ချင်းခွေးတွေထိုးအောင်ကြတာကိုအားလုံးကြားလိုက်ရတယ်ကျွန်တော်တို့အားလုံးစိုးရင်ကြောင်းရွံ့စွာနဲ့ကြံပြင်ကိုမီးထိုးပြီးတော့ကြီးလိုက်တဲ့အခါမှာမီးရောင်အောက်စီကနေရိတ်ကနေဖြတ်ပြေးသွားတဲ့အေယာမအရေးကြီးတစ်ခုကိုလှန့်တွေ့လိုက်ရတယ်အဲ့ဒီဟောင်းနေတဲ့ခွေးတွေကတော့ဝိုင်းဝူချပြီးတော့သူတို့နောက်ကိုလိုက်ကြတယ်တချို့ကတော့စူးစူးဝါးဝါးလိုက်ဟောင်းကြတယ်ခွေးဥတန်တွေငြိမ့်သက်သွားတော့ဆရာကြီးကပြောရင် သူအခုမှပြန်သွားတယ်လို့ဆိုတယ်။ဒီလိုနဲ့ကျွန်တော်တို့ကဖေဟာကိုရောဆရာကြီးကိုရောရှိုးသေးစွာဥချပြီးတော့ကင်းတဲ့ကိုစိုးရိမ်နဲ့အသည့်စိတ်တွေနဲ့ပခုံးချင်းကပ်ပြီးတော့ပြန်လာခဲ့ကြတယ်။အဲဒီနောက်ပိုင်းကိုယ့်ရဲ့လက်ကင်းကြတဲ့ညတွေမှာဘာစားစာကိုစားစားဥငက်တေကြီးကိုတလုံးတက်ဖွဲ့တော့ကုသိုလ်ပြုကျွေးမွေးကြတယ်။တမင်းချက်စားတဲ့ညတွေဆိုရင်တော့တည်တည်တန်တန်ဖက်နယ်ခင်းပြီးတော့ကုသိုလ်ဒါနာပြုတယ်။အမြဝေတယ်။မေတ္တာပို့တယ် ူကြတာကတော့ရတဲ့ရွာတွေတကိုးမဝင်ရေးအဲ့တို့တချောင်းမှမပြတ်စောင်းရှောက်ဖို့လေမေတ္တာရက်ခံတယ်။ကင်းဆောင်ရင်လည်းရုတ်တရက်အိပ်ပျော်သွားတဲ့အခါမှာတစုံတအူးကလှုပ်ကနိုးတယ်လို့ခန်းစားရပြီးတော့နိုးလာကြတယ်။နိုးပြီးတော့ထားထိုင်ပြီးတော့မကြမီမှာဘဝကင်းအစ်အဖွဲကလူကြီးတွေလာရောက်စစ်ဆေးကြတာကိုမကြာခဏကြုံရတယ်။အေးကျူကတော့အဲ့ဒီအဖြစ်အပျက်ကစပြီးတော့သူကိုယ်တိုင်ခန်းစားခဲ့ရတဲ့တေကောင်ပေါင်းလေးစိန်ခေါ်မှုဖြစ်စို့ကိုအစဉ်တရိယာနေပြီးတော့ဘသူကိုမှလည်းဒုက္ခမပေးရတော့ပါဘူး။ ပရဝိညာဉ်လောကသားတွေကိုလည်းမထီမဲမြင်မလို့ရဲတော့ညာဘက်ကင်းကြခဲ့ရင်ကိုမိုးရှင်ဘုရားကိုအရင်ဝင်ရောက်ပြီးတော့ဘုရားရှိခိုးပြီးမှကင်းတဲ့ကိုလာလေးရှိတယ်လို့ဗုဒ္ဓဂုံတော်တွေကိုလည်းရိုရိုတေတေလေးလေးစားစားရွတ်စို့ပွားမြန်းရမှလည်းတိလာခဲ့တော့တယ်ပရိသတ်ကြီးများခင်ဗျာဇလန်းလေးကတော့ဒီမှရင်ပြီးဆုံးသွားပါပြီခင်ဗျာနားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာ